မင်္ဂလာပါခင်ဗျာ KKD Electronic Channel နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဗီဒီယိုမှာဒီ Japan Chart 2 Draw မဟုတ်ဒီ110 2 Draw 100ဒီကတ္တရာရဲ့ study log ကိုကျွန်တော်တို့စမ်းသပ်ကြည့်မှာဖြစ်တယ်ပေါ့နော်အဲဘာကြောင့်လဲဆိုတော့ကျွန်တော်စီမှာလည်းလာမေးထားကြတဲ့လူတွေရှိတယ်အ1600ဝက် inverter ကတ်နေပေါ့နော်ဒီ battery 100 ohm တွေနဲ့သူတို့တွဲပြီးတော့ဒီကတ္တရာကိုဖွင့်ကြည့်တယ်ဒါပေမဲ့ Japan Chart ပဲပေါ့နော်အဖွင့်ကြည့်တယ်ဒါပေမဲ့အာ ကွန်ပရက်ဆာကနိုးမလာဘူးနော်အဲ့ဒါကဘာကြောင့်လဲဆိုတော့ဒီဗီဒီယိုမှာကျွန်တော်တို့အဖြေတစ်ချက်တော့ရှားကြည့်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာအသုံးပြုသွားမယ် inverter ကဒီမှာ shut up sun 1500 VA 1500ဝပေါ့နော် power factor 1ရှိတဲ့ inverter 1500ဝကိုအသုံးပြုသွားမှာဖြစ်တယ် battery ကိုလည်းပဲဒီမှာ12.8နေရာဦးနော်အသုံးပြုထားတယ်ခုလက်ရှိသုံးနေတဲ့လောက်ကမှာ amp ပြတ်ထားတယ် 12.7 12.9 13နဲ့ game play နဲ့ယူလိုက်ရင်13ပေါ့ဟုတ်ပြီ13 MB ဆိုတော့ဝတ်190လောက်ဆွဲနေတော့တွေ့ရနော်ဟုတ်ပြီအဲ့တော့ဒီမှာရေကတက်တာတော့ဖွင့်ရသေးဘူးနော်ဟုတ်ပြီအဲ့တော့ရေကတက်တာကျွန်တော်တစ်ချက်လောက်ဖွင့်ကြည့်ပြီဖွင့်ကြည့်မယ်တိုင်းမလဲရပြီဒီမှာဘလောက်ဆွဲတဲ့တစ်ချက်လောက်ကြည့်အောင်နော်ကွန်ပရက်ဆာမပွင့်သေးဘူး โอเค compressor ပြင်သွားပြီ89 ampere လောက်ထိတက်သွားတော့တွေ့ရတယ်နော်89 ampere လောက်ထိစောင့်တက်သွားတယ်ပြီးမှဒီမှာ20 ampere မှာငြိမ်နေတယ်နော်ဟုတ်ပြီ89 ampere ဒီတက်သွားပြီးတော့20 around 20ပေါ့အဲ90.2ပြန်ကျော့သွားပြီဟုတ်ပြီ19 ampere မှာငြိမ်နေတယ်နော် ုကတော့ဒါ compressor လေးနေဖြစ်ပါတယ်အချိန်မှာအာ18.7ပြန်ပြီးတော့ရောက်သွားပြီဟုတ်ပြီဆိုတော့ကျွန်တော်တို့ဒီရေကက်တက်တာကပုံမှန်သူစားသုံးတဲ့ဝက်ကမများဘူးပေါ့နော်သူစားသုံးတဲ့ဝက်ကဒီ compressor ဆလဲဖို့ရန်အတွက်ဒီရုံးရတဲ့ stating လုပ်မှာပဲညာပြီးတော့မှအဲကျန်တဲ့အချိန်မှာဆိုရင်ခုနကဒါ တော်တို့ကိန်းပြစ်ယူမယ်ဆိုတော့ဗလား20လောက်ထားလိုက်နော်20လောက်ထားလိုက်မယ်ပူပူလိုလိုပေါ့ပြီးရင်ငကို3တာက73 MPR တုံးနေတာနော်ရေကတက်တာမဖွင့်ခင်ကခုရေကတက်တာလည်းဖွင့်လိုက်ရော starting လောက်ကတော့ခုနအမြင်တဲ့တိုင်းပဲစောက်တက်သွားပြီးတော့မှအခုတော့ပုံမှန်နေနေတော့ဒါ20 MPR လောက်ပြန်ရောက်သွားတယ်အဲ့ခါကျတော့အာ20 MPR နဲ့73ကိုနှုတ်လိုက်ရင်7 MPR လောက်ကျန်တယ်အဲ့ဒါကရေကတက်တာရဲ့ပါဆိုရင် rated စားသုံးတဲ့ MPR 7 MPR လောက်ပဲရှိရဆိုတော့ဒီ battery ရဲ့ပို့13.2နဲ့ ကျွန်တော်ဒီ7နဲ့မြောက်လိုက်တယ်ဆိုရင်ဟိုဝတ်အနေနဲ့ပြောရင်လား90ကျော်ပေါ့နော်100ဝတ်ပေါ့ပိုပိုလိုလိုပေါ့နော်100ဝတ်လောက်ပဲသူဆွဲတာဖြစ်တယ်ဆိုတော့သူ့ရဲ့ starting ဝတ်ကဘယ်လောက်ရှိမလဲဆိုရင်ကိုရှိတာက 73MB ပေါ့နော် 73MB ကနေ89တက်သွားတယ်ဆိုတော့89ရဲ့နေငိုရှိတဲ့73ကိုကျွန်တော်နှုတ်လိုက်ရင်အရေကတက်တာရဲ့ဒီစောင့်ဆွဲလိုက်တဲ့ current က MPR 86 MPR လောက်ရှိရပါတော့ ဟုတ်ပြီအဲ့ဒီ 86mb ကိုကျွန်တော်တို့ကဝက်ပြန်ပြောင်းတဲ့အခါမှာတစ်ထောင်တစ်ထောင်ကျော်တော့တွေ့ရတယ်နော်အဲ့တော့ဒီဝက်တရာလောက်ရှိတဲ့ဒီရေခဲတက်တာလေးရဲ့ starting လောက်ဒီဝက်တစ်ထောင်10ရာလောက်ရှိတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့ဒီခါကျတော့ကျွန်တော်တို့ဒါချိန်လို့ရသွားပြီပေါ့နော်ဟုတ်ပြီဒါဆိုရင်သူကသူဆွဲလိုက်တဲ့ current ကလည်း80ကျော်နော်80လောက်ထီကိုသူစောင့်ဆွဲတော့တွေ့ရတယ်အဲ့ခါကျတော့ ကျွန်တော်တို့ကရေခဲတက်တာကိုအတုံးပြုတ်ဖို့ပေါ့နော်ဒါမျိုးအဲဒီအသေးစားပေါ့နော်ဒီကောင်လေးလေးစံတော့တာ110ဟိုမှာ main drop လဲတခါလဲပါတယ်အဲဂျပန်ကျောက်110လေးတွေပေါ့နော်ဒါကောင်တော့2 drop ပေါ့ဟုတ်ပြီအဲ့တော့ဒါမျိုးလေးတွေကိုအတုံးပြုတ်ဖို့ကျွန်တော်တို့ power station တွေပိုင်ညာကျွန်တော်တို့စင်မဲ့ဟိတ်ဆိုရင်တော့ရေခဲတက်တာရဲ့ဆွဲမဲ့ current ပေါ့နော်70ကျော်ဆွဲမှာဖြစ်တဲ့အတွက်ကြောင့်ပို့ပို့လို့လို့ကျွန်တော်တို့ကဘာလဲဆိုရင်100 ampere အပြည့်ထုတ်ပေးနိုင်တဲ့နော် BMS တွေကိုအသုံးပြုပါရမယ်။ပြီးရင် inverter ကတ်လည်းပဲเนาะ watt တစ်ထောင်လောက်ထိကိုเนาะဒီစောင့်ဆွဲတဲ့เนาะ watt တစ်ထောင်လောက်ကိုခံနိုင်တဲ့ inverter ကတ်တွေကိုအသုံးပြုပါပဲ။ကျွန်တော်တို့ဒီလိုရေခဲတတာတွေနဲ့အသုံးပြုလို့ရမှာဖြစ်ပါတယ်ဗောနော်။အဲ့ခါကျတော့ကျွန်တော်တို့ဒါအာပုံမှန်ကတော့ဒီလိုရေခဲတတာတွေအသုံးပြုဖို့ဆိုရင်ကျွန်တော်တို့အသုံးပြုလိုက်တဲ့ နော်ဘက်ထရီကတော့ဒါဘက်ထရီ AH ကတော့ဒါ AH များများသလိုဒါကြာချိန်ကတော့အများကြီးသုံးလို့ရတော့မှာပေါ့လေဟုတ်ပြီအဲဘက်ထရီ AH ထက်ကျွန်တော်တို့ကဘက်ထရီ AH ကတော့ဒါများရင်ပိုကောင်းတာပေါ့ဗျာအဲဘက်ထရီ AH ကတော့ကျွန်တော်မပြောတော့ဘူးအဲ့ဒါထက်ကျွန်တော်တို့သိရမှာကဘာလဲဆိုရင် BMS နော် BMS ကအနည်းဆုံး100 mAh အပြည့်ထုတ်ပေးနိုင်တဲ့ BMS အသုံးပြုထားတဲ့ဘက်ထရီတွေနဲ့မှပဲသူကဆွဲရတဲ့အတိုင်းကိုခံနိုင်ပဲပေါ့နော်။ဘာကြောင့်လဲဆိုတော့100 mAh ထားပါပေါ့နော်။ကျွန်တော်ဆွဲတာတော့ပဒါ80ကျော်ပေါ့။80ကျော်သူဆွဲတယ် ဒါပေမဲ့ကျွန်တော်တို့ကပို့ပို့လို့လို့100 MPR လောက်သုံးရမယ်ပေါ့နော်ပြီးတော့ Avatar လည်းပဲကျွန်တော်တို့က watt 1000လောက်တူဆွဲနိုင်တဲ့နော်ဆွဲတာကိုခံနိုင်တဲ့ inverter ကတ်တွေအသုံးပြုမှပဲကျွန်တော်တို့ဒီရေကတ်တတာတွေကိုမောင်းလို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒါ site သေးပဲရှိသေးတယ်နော်ဟိုလိုအကြီးကြီးလေးဆိုတော့ဒါကြည့်ကြည့်သလို work ကလည်းများသွားတယ်သူ့ရဲ့ starting လောက်ကလည်းများသွားမှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီနေရာမှာတော့ဒါကျွန်တော် သူ့ရဲ့ဝက်တကူကိုကျွန်တော်ကအာ DC ဘက်ထရီမှာသူဆွဲထားတဲ့ current နဲ့ဘက်ထရီရဲ့ဘိုးနယ်ပဲကျွန်တော်တွက်ပြထားတာပေါ့နော်တကယ်တော့ AC ဆွင်တော့ဒါသူက power factor ပါလာမှာပေါ့နော်ကျွန်တော် power factor 1အနေနဲ့ပဲတွက်ချထားတာဖြစ်ပါတယ်အဲ့တော့ဒီ video ကိုကြည့်ခြင်းအပြင်ဒါအကျိုးတစုံတရာဘဟုသုတစုံတရာရရှိမယ်လို့ယုံကြည်ပါတယ်အဲ့တော့နောက် video တွေမှာကျွန်တော်တို့ဒီထက်ကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကို 记住电报的，怎么样？